မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြောက်ကြီးမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်မှုမှာစစ်သား9ဦးထက်မနည်းဟာသေဆုံးပြီး22ဦးကိုစစ်တုံးပန်းပြေဖမ်းဆီးရရှိကာလက်နက်28လက်နဲ့ခရမ်းတွေကိုတင်ဆက်ရရှိထားပါတယ်။ ICC တရားရုံးကတရားခဏ်မင်းအွန်လိုင်းကိုဖမ်းရမ်းမယ့်အချိန်မီထုတ်ပေးရန်အတွက်ကုလသမဂ္ဂညီလာခံမှာတာမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုတိုက်တွန်းတဲ့သတင်းပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ်ဘကိုးတိုင်းကြောက်ကြီးမြို့နယ်အတွင်းကစစ်ကောင်စီတပ်တွေကိုတိုက်ခတ်ရမှာစစ်သား9ဦးထက်မနည်းဟာသေဆုံးပြီး22ဦးကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရရှိခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသအကွဲကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဇွန်လ26ရက်နေ့မှာစစ်တောင်းမြဝန်စစ်စင်ရေးဖြင့်ဘကိုးတိုင်းကြောက်ကြီးမြို့နယ်အတွင်းကစစ်ကောင်စီတပ်တွေကိုတော်လန်းတပ်တွေကတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီလိုတိုက်ခတ်ရာမှာစစ်စင်ရေးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထက် က်မနည်းဟာတည်သွားတာဖြစ်ပြီးစစ်ကောင်စီတပ်ဟာအထိခိုက်များစွာနဲ့ဂစင်ကလေးာစောက်ခွာထွက်ပြေးသွားရသလိုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်22ဦးကိုလည်းစစ်တုံပန်းဖြင့်ဖမ်းဆီးရရှိခဲ့ပြီးလက်နက်မျိုးစုံ28လက်နဲ့ခရမ်းတွေအခြားစစ်သုံးပစ္စည်းအမြောင်များကိုလည်းတင်ဆက်ရရှိခဲ့လို့လည်းသိရပါဗါးအဲ့ဒီစစ်စင်ရေးကိုအမှတ်၄စစ်တာကွဲ JOC ရဲ့ကုတ်ကဲမှုနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တို့ပူးပေါင်းတိုက်ခိုက်ခဲ့ တာဖြစ်ပြီးပဲခူးတိုင်းစစ်ထဏာနဲ့ပြူဟာ25လောက်ခံပြူဟာ25တရင်303ညနဲ့အထူးကွန်မန်ဒိုတရင် Spring Warrior Corlan နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်8တရင်9တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရရှင်။ ဆက်လက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ဟန်ပြအတူရောင်ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းအဝန်းကရှုံချဆန့်ကျင်ကြဖို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးစုံစမ်းသူ Tom Andrews ကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာစစ်ကောင်စီကပြည်လို့ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာအလေးညာဟန်ပြလုံးဆက်တာဖြစ်ပြီးစစ်ကောင်စီကအာဏာကိုတရားဝင်မှုရရှိစေဖို့အတွက်အတူရောင်ဖန်တီးနေတာဖြစ်တယ်လို့လည်း Tom Andrews ကထောက်ပြထားပါတယ် နိုင်ငံရေးအတိုက်ခံတွေကိုထောင်ချကညှဉ်းပန်းနှိပ်စက်ကွပ်မျက်ပြီးကျင်းပမယ်ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းဝန်းကရှုံချဖို့လိုအပ်တယ်လို့စစ်ကောင်စီရဲ့အတူအောင်ရွေးကောက်ပွဲကိုစန့်ကျင်ကမြန်မာပြည်သူတွေနဲ့အတူနိုင်ငံတကာကရည်တည်နေကြောင်းပြသကြဖို့ကိုလည်း Trump and Rus ကတိုက်တွန်းတောင်းဆိုထားပါတယ်။မြန်မာနိုင်ငံမှာဆစ်အနာသိမ်းပြီးတဲ့နောက်မှာစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်လူပေါင်း6800ကျော်ဟာသေဆုံးထားရပြီးစစ်ဘေးရှောင်ပြည်သူတွေခိုလုံနေတဲ့ဖုံးရင်ကြောင်တွေစာတင်ကျောင်းတွေနဲ့စစ်ဘေးရှောင်စခန်းတွေကိုစစ်တပ်ကတိုက်ခိုက်မှုတွေတွန်းမြင်လာပြီးတဲ့နောက်မှာအကြမ်းဖက်မှုတွေပြင်းထန်လာနေရလို့လည်းသူကထောက်ပြထားပါတယ်။ဒါအပြင်အတင်းကျပ်စစ်မှုထမ်းခိုင်းပြီးလူခွင့်ရေးချိုးဖောက်မှုတွေရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေကမြန်မာစစ်ဘုံချုပ်တွေကို ရွှန်ရှာဆက်ဆုံနေကြတယ်လို့လည်းသူကဆက်ပြောပါရတယ်။ဒါပေမဲ့အချမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့လာမယ့်ဒီဇင်ဘာလကနေ2026ခုနှစ်ဇန်နဝါရီလထိရွေးကောက်ပွဲကျင်းပမယ်လို့လည်းနေပြီးတော့ငင်းချင်းဖိုရမ်မှာထုတ်ဖော်ပြောဆိုထားပါရရှင်။ဒီတစ်ခါမှာတော့မြန်မာပြည်သူတွေကိုအချမ်းဖက်စစ်တရရဲ့စစ်ရာဇဝတ်ရန်စွဲကနေကာကွယ်ပေးနိုင်ဖို့အတွက် တရခန့်မင်းအွန်လိုင်းကိုနန္ဒကာရာဇဝတ်ခုံရုံ ICC ကဖမ်းရမ်းမဲ့အချိန်မီထုတ်ပေးဖို့အတွက်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုတိုက်တွန်းလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုညူအောင်မြို့ကုလသမဂ္ဂဌာနချုပ်မှပြစ်လုတဲ့ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီစည်းဝေးရဲ့ကာကွယ်မှုပေးရန်တာဝန်ရှိမှုနဲ့လူမျိုးတုံးတက်ပြန့်မှုစစ်ရာဇဝတ်မှုလူမျိုးစုလိုက်တုတ်တင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်စုပေါ်ကျွတ်လွန်တဲ့ပြစ်မှုတွေကာကွယ်တားဆီးရေးနှစ်20ပြည့်အထိတ်မတ်စည်းဝေးမှာအခုလိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလူသားမျိုးနွယ်စုပေါ်ကျွတ်လွန်တဲ့ရာဇဝတ်မှုတွေရဲ့တရားခံမေအောင်လိုင်းကိုဖမ်းဆီးပြီးနန္ဒကာရာဇဝတ်ခုံရုံးရဲ့ pre trial ချိန်မှာဝမ်းမှာစစ်ဆေးဖို့အတွက်နန္ဒကာရာဇဝတ်ခုံရုံးရှစ်နေကဝရမ်းလျှောက်ထားခဲ့တဲ့အပေါ်ကြိုးစိုးလက်ခံတယ်လို့လည်းဆိုထားပါတယ်။ချိန်မှာအနေနဲ့နန္ဒကာရာဇဝတ်ခုံရုံးရဲ့ panoramic ကိုလည်းအချိန်မီထုတ်ပေးဖို့တိုက်တွန်းလိုပြီးအဲ့လို ုထုတ်ပေးမှသာပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့စစ်တပ်ရဲ့ရာဇဝတ်မှုရန်စွဲကနေကာဝယ်ပေးနိုင်မှာဖြစ်တယ်လို့လည်းတမ်မတ်ကြီးဦးကျော်မွန်းကပြောဆိုခဲ့တာလည်းဖြစ်ပါတယ်ရှင်။စကိုင်းတန်းအတင်းတဘောကိုကြည့်အောင်ပါ။စကိုင်းတန်းရေဦးမြို့ပေါ်ကိုဈေးဝယ်လာတဲ့အမျိုးသမီးရှစ်ဦးထက်မနည်းကိုအကြမ်းဖက်စစ်သားတွေကဖမ်းဆီးထားပြီးလက်ရှိချိန်ထိပြန်မလွတ်ပေးဘူးလို့ရေဦးအနောက်ပိုင်းဇုံသတင်းဆက်သွယ်ရေးတာဝန်ခံထူးခန့်စွာအမေသားကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ ဇွန်လ21ရက်နေ့ကရေဦးမြို့နယ်တွင်ကျင်းရွာတွေကနေရေဦးမြို့ပေါ်ကိုဈေးဝယ်လာစဉ်မှာအကြမ်းဖက်စစ်သားတွေကအကြောင်းမဲ့ဖမ်းဆီးလိုက်တာဖြစ်ပြီးအခြားနယ်တွေကပြည်သူတွေလည်းဖမ်းဆီးခံထားရကအခုချိန်ထိပြန်လွတ်မပေးသေးဘူးလို့လည်းထုတ်ခန့်စော်အမေသားကပြောပါရယ်အဲလိုအကြမ်းဖက်စစ်တပ်ကရေဦးမြို့ပေါ်ကိုဈေးရောင်းဈေးဝယ်ပြုလုပ်နေကြတဲ့ပြည်သူတွေကိုဖမ်းဆီးငွေညစ်တာတွေကိုလုံဆောင်နေတယ်လို့ ပြည်သူတွေအနေနဲ့သွာလာရဲ့အထူးဂရုစိုက်ဖို့အတွက်ရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတတိပေးချက်ထုတ်ပြန်ထားပါတယ်ရှင်။မကွေးတိုင်းအတင်းတဘောက်ကိုကြည့်အောင်ပါ။မကွေးတိုင်းပခုတ်ကူတက်မှ101လောက်ကန်ခလရ251တရင်က စစ်မှုတန်တသားတဲ့သုံးအလင်းဝင်ရောက်လာရလို့ Burma Revolution Rangers ကသတင်းနဲ့ပြန်ကြားရတဲ့တောင်းခံကိုဒီမိုကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဇွန်လ24ရက်နေ့မှာပခုတ်ကူမြို့တက်မ101လောက်ခံခလာရ251တရင်ကစစ်မှုတန်တသားတဲ့သုံးဟာအကြမ်းဖက်စစ်ကောင်စီလက်အောက်မှာမနေထိုင်လိုတာကြောင့်ထွက်ပြေးလာပြီး Burma Revolution Rangers တပ်ဖွဲ့တန်းကိုအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုတန်တသားတဲ့ကိုလှမျိုး ုထွန်ချမ်းပြေဟောင်းနဲ့ငင်းသူအောင်တို့သုံးဟာမုံရွာနဲ့မန္တလေးမြို့ကနေဖြစ်ပြီးအလုတ်သားရင်ပေါ်တာဆွဲခံရတာဖြစ်ပြီးရကတတဘာဒုတင်နန်းကျောင်းမှာ၃လတိတိတင်နန်းတယောက်ခရကစစ်မှုထမ်းအပတ်စဉ်၁၁ကစစ်မှုထမ်းတင်နန်းဆင်းတွေဖြစ်တယ်လို့လည်းသိရပါဗါးအဲဒီလိုအလင်းဝင်လာသူတွေကမုံရွာမြို့ကနှိုးကိုတော့မိဘတွေစီကိုဆက်သွယ်ပြီးပြန်ပို့ပေးလိုက်ပေမဲ့ မန္တလေးမြို့ကတယောက်ကတော့မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ဘာမာ Revolution Ranger ကသတင်းနဲ့ပြန်ကြားတဲ့တာဝန်ခံကိုတီမွန်ကပြောပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတစ်ပုတ်ကတော့တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မှာစစ်ကြောင်းထွန်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာကညုံကျွန်းရွာသားဦးမျိုးစောအောင်ကိုလေလီတက်ဖြတ်ခဲ့ပြီးအသက်80ကျော်အရွယ်ရှိတဲ့အမျိုးသမီးတဦးကိုအကြမ်းကြမ်းအထမပြုကျင့်ခဲ့တယ်လို့ဒေတာတွင်သတင်းမြင့်နဲ့ Democracy Movement Strike Committee တဝဲကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဇွန်လ14ရက်နေ့မှာလောင်လုံးမြို့ပေါ်ကကညုံကျွန်းကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်တပ်သားတွေဟာလမ်းတစ်လျှောက်ကကျေးရွာတွေက ည်သူတွေနဲ့ကညုံကျောရွာကပြည်သူတရာခန့်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။အဲလိုဖမ်းဆီးထားတဲ့ပြည်သူတွေတဲကအသက်46နှစ်အရွယ်ရှိတဲ့ကညုံကျောရွာသားကိုမျိုးစောအောင်ကိုစစ်ကောင်စီတပ်သားတွေဟာလယ်လိတက်ဖြတ်ခဲ့တာဖြစ်ပြီးရုံလောင်းကိုစစ်ကြောင်းပြန်လဲဆုတ်ခွာရာလမ်းကစစ်ပြဲရွာနဲ့လောင်းလုံးရွာကြားစီအုံးတိုးထဲမှာဆွမြထားခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါအပြင်ကညုံကျောရွာမှာတက်ဆွဲနေစဉ်တွင် ကျမ်းမာရေးမကောင်းတဲ့ခင်မုန်းကိုပြုစုဖို့အတွက်ထမပြေးပဲနေခဲ့တယ်။အသက်80အရွယ်ရှိတဲ့အမျိုးသမီးကိုစစ်ကောင်စီတပ်သားဖိုးချေဆိုသူကခင်မုန်းအရှိမာတဲ့အာဓမအကြိမ်ကြိမ်ပြုကျင့်ခဲ့လို့လည်းသိရပါဗျ။လက်ရှိအချိန်မှာတော့အဲ့ဒီအမျိုးသမီးကြီးဟာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျမ်းမာရေးအခြေအနေကျဆင်းနေရပြီးအထူးစောင့်ရှောက်ဖို့လိုအပ်နေလို့လည်းသိရပါဗျ။ဒါအပြင်ရွာတဲကနေအိမ်တွင်ကိုဖောက်ထွင်းခဲ့ကတံပိုးကြီးပစ္စည်းတွေကိုလည်းယူဆောင်သွားရလို့လည်းသိရပါဗျ။ ယ်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမှမြပါ